မင်္ဂလာပါရှင်ပင်စင်းရေးစစ်ဆောင်ကြောင်းမှာចောင်းတန်း15ဦးចောင်းလာခ အကူငွေလိုအပ်နေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှန်ကရနီနယ်ဆက်ဖေခုံမြို့နယ်အနောက်ဖေချမ်းမှာရှိတဲ့ပင်စင်းရေးစစ်ဆောင်စာသိန်းကြောင်းမှာចောင်းတာ15ဦးအတွဲចောင်းလာခအကူငွေလိုအပ်နေတယ်လို့ចောင်းတာဝန်ခံဆရာမကပြောပါတယ်အဆိုပါပင်စင်းရေးစစ်ဆောင်စခန်ကဖွင့်လှစ်ထားတဲ့ចောင်းကအခြေခံမူလတန်း KG ကနေအလဲတန်း Grade 9အထိဖွင့်ထားပြီး ကျောင်းသားဥယေ300ဦးရှိတဲ့အနေကျောင်းသားဥယေ15ဦးကကျောင်းလာခပေးဖို့ခက်ခဲနေကြပါတယ်။ကျောင်းလာခမတာနိုင်တဲ့ကျောင်းသားရဲ့မိဘအများစုကဆက်ဆောင်တွေဖြစ်ကြခြင်း၊စာဝတ်နေရေးအဆင်မပြေခြင်း၊ငွေကြေးအခက်အခဲဖြစ်ခြင်းနဲ့ကျောင်းသားဥယေများခြင်းကြောင့်ကျောင်းလာခပေးဖို့အခက်အခဲဖြစ်စေတယ်လို့ဆိုထားပါတယ်။ဒါအပြင်ကျောင်းသားထံကနေရတဲ့ကျောင်းလာခတွေကိုကျောင်းဆရာဆရာမတွေရဲ့ မုတ်ဖို့အဖြစ်ပြန်လည်မျှဝေသုံးစွဲဖို့နဲ့ကြောင်းတုံးပစ္စည်းတွေပြန်လည်ဝယ်ယူဖို့အတွက်ထားရှိပြီးအဲ့ဒီအကြောင်းမှာကြောင်းဆရာဆရာမ15ဦးရှိတယ်လို့ပြောပြထားပါတယ်။ခရနီပြည်နယ်အတွင်းမှာရှိတဲ့အခြေခံပညာကျောင်းသားတွေကကျောင်းလာခပေးဖို့အခက်အခဲရှိတဲ့အပြင်ကျောင်းတုံးစာရေးကိရိယာတွေလိုအပ်လျက်ရှိပါတယ်ရှင်။